အဲကိုကသူများကိုအကူအညီတောင်းတာပဲဖြစ်ဖြစ်မေတ္တာရက်ခံတာပဲဖြစ်ဖြစ်အဲ့လိုမျိုးဟာလာပြောရအောင်မင်းဆိုရင်ရင်းရင်းကျေးကျေးမေတ္တာရက်ခံတတ်ဖို့ရင်းရင်းကျေးကျေးအကူအညီတောင်းတတ်ဖို့ဆိုရင်ဒီဟာလာ pattern တစ်ခုနှစ်ခု၃ခု၄ခု၅ခု၆ခု၇ခုဒီ pattern ခုနှစ်ခုကိုတိထားဖို့လိုတယ်နော်အဲကိုကသူများကိုအကူအညီတောင်းတော့မယ်ဟာလာ request လုပ်တော့မယ်ဆိုရင်ဟာလာဒီ pattern ခုနှစ်ခုတိသွားတိထားမယ်ဆိုရင်တော်တော်လေးအဆင်ပြေတယ်ဗောနော် လာကုနီတောင်းလို့မယ်ဆိုရင်ဒီ pattern ခုနှစ်ခုနဲ့ပဲပြောတယ်ပေါ့နော်ဟုတ်ပြီတခုကပါလဲဆိုရင် can you ဒါကတော့ပုံမှန်ပဲပေါ့နော်အဲတာမန်ပေါ့ကိုနဲ့ရွယ်လူတန်းလူတငယ်ချင်းတွေပဲပြောရင်ပို့ပို့ပြီးတော့အဆင်ပြေပေါ့နော် can you can you verb အဲ can you base base verb ပေါ့နော် can you base verb verb 0ပေါ့ဟာလား can you open the door အဲ can you open the door တကားဖွင့်ပြလို့ရမလား မင်းတကားဖွင့်ပြလို့ရမလား can you open the door for me please အဲအဲ့လိုမျိုးပေါ့နော်အဲ uh, can you turn off the light please အဲမိပေးပြလို့ရမလား can you turn off the light please အဲ့လိုမျိုး can you could you could you ကျတော့ can you ထပ်ပို့ပြီးတော့ရှင်းကြည့်တဲ့အတုံးတော့ပေါ့နော် could you ဟလာ could you could you please အဲပို့ပြီးရင်ကျရင် please ထည့်လို့ရတယ် could you please could you please เอ่อ switch off the fan switch off the fan แปลงอะไรไปหลี่ยามล่ะมีแปลงอะไรไปหลี่ยามล่ะ I'm I'm cold นั่นไงอีนี่วะนะ I'm cold could you please switch off the fan นี่หร Can you could you ไอเนี่ยมา Can I could I เอ่ Can I ตัวนี้แหละอะไร Can I borrow your pen มีเมย์พอบป็นงาลุรยามล่ะอะไรแบบนั้นอะไรแบบใคร could i sit here အလားဒီမှာထိုင်လို့ရမလားအဲဒါဆိုရင်ယင်ကြီးတဲ့အတုံးတော့ပေါ့နော်ခုတ်ကပို့ပြီးရောယင်ကြီးတဲ့အတုံးတော့ဟုတ်ပြီ may i may i ရလည်းယင်ကြီးတဲ့အတုံးတော့ပဲဥမာအာ may i sit here may i sit here ကျွန်တော်ဒီမှာထိုင်လို့ရမလားအဲ may i open the door ကျွန်တော်တကားဖွင့်လို့ရမလား may i go out please အဲကျွန်တော်ပြန်ထွက်လို့ရမလား may i နောက်တစ်ခု would you please သူကလည်းလား ရင်ကြီးတဲ့အသုံးလုံးမယ်နော် would you please would you please sign here would you please sign here i mean အလားဒီမှာလက်မှတ်ထိုးပြီးလို့ရမလား would you please sign here would you please would you ပါလေ base base for no for zero would you please ဟာဒီနောက်ခေါ်ကြော would you mind would you mind အတိတ်ပဲကြောစိတ်နောက်ရှက်ဖြစ်သွားမလားကိုကဒါလုံးလိုက်ရင်မင်းစိတ်နောက်ရှက်ဖြစ်သွားမလားအဲ့လိုပြော would you mind if Uma, uh, would you mind uh, if I sit here? Uh, đi mà thay lại em mình xin nào chạy phiệt mà là mà cá bảo qua tu bina lên mà tòa bị đó mà tu bina không lo này Would you mind if I sit here? À đi mà thay lại mình xin nào chạy phiệt mà ai mà làm biểu mà qua tu thay gì trên này xin nào chạy qua mà xếp phu rồi No no uh, I don't mind I don't mind No 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 I don't mind You can sit here မင်းဒီမှာထိုင်လို့ရတယ်။အဲကိုကသူ့ကိုမထိုင်စေချင်ဘူးဆိုရင် Would you mind if I sit here? ငါဒီမှာထိုင်မင်းစိတ်နောက်ရှက်ဖြစ်သွားမလား? Yes. အဲဆိုရင်တော့ငါစိတ်နောက်ရှက်ဖြစ်တယ်။ Yes. အဲ့လိုပေါ့နော်။ဟိုက Would you mind if I smoke here? အဲ Would you mind if I smoke here? ငါဒီနားလေးဆေးလိုက်တော့လေကိုကဆေးလိုက်နဲ့မခံနိုင်တဲ့လူတစ်ခုခုပေါ့နော်ကိုကအဲ့လိုမျိုးဟို ချောင်းဆိုးချွဲချက်ဖြစ်နေတဲ့မျိုးပေါ့အဲ့လိုမျိုးပေါ့ကွာစလိမ့်နဲ့မခံနိုင်တဲ့လူမျိုးဆိုရင်စလိမ့်စလိမ့်နဲ့ကို sensitive ဖြစ်တဲ့လူမျိုးဆိုရင်တော့ would you mind if i smoke here လို့ပြောရင် yes you can smoke here i can stand the smoke အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်အကွာသူ့အဲ့ရရသူ့ဒီဒီ would you mind နဲ့စားတဲ့ဒီ question နှစ်ခုကကြတော့ဖြည့်တဲ့ခါကျရင်ကျန်တဲ့ question တွေနဲ့မတူဘူးသူကကြတော့လှုပ်ရှင်တယ်လှုပ်သူ့လှုပ်စေချင်တယ်ဆိုရင် အနိုးနဲ့ဖြေတယ်သူ့ကိုဟလာမလုံးဆွေခြင်းမှုဆိုရင်သူပြောတာကိုကသဘောတူတယ်ဆိုရင် no နဲ့ဖြေရတယ်သူပြောတာကိုကသဘောမတူဆိုရင် yes နဲ့ဖြေရတယ်မေးအတိတ်ပဲကွာစိတ်နောက်ရှက်ဖြတ်မလားလို့မေးတာကိုဟလာအဲ့တော့ဒီမေးခွန်းနဲ့ခွက်ကြတော့ကြံတဲ့တုံးကြံတဲ့မေးခွန်းတွေနဲ့မတူဘူးဖြေတဲ့ခါဒါလေးသတိထားမယ်နော် Would you mind if subject verb ရှိသလို would you mind if i english လက်ရှိ would you mind if i sit here လို့ပြောတာ ਨੇ would you mind sitting here လို့ပြောတာ ਨੇ အတူတူပဲ အဲ would ဖတ်တယ်မဲ့ကွာတော့တာပေါ့နော် would you mind fire engine ဖတ်တယ်လည်းရှိ would you mind smoking here လို့မျိုးနော်လုံးနောက်ကအတိတ်ပဲတူတူပဲဖတ်တယ်မဲ့ကွာကွာတော့တာနောက်တစ်ခုပို့ပြီးရင်ကြည့်တဲ့အုံလုံးရှိတယ်ဘာလဲဆို is it okay is it all right is it okay if i turn turn on the light if i switch on the light if i turn on the light အဲငါမီးဖွင့်လိုက်မယ်ဆိုရင်မင်းစင်ပြေလား okay လားပေါ့လို့မျိုးပေါ့နော် အဲ့ကြတော့ကိုကတရားရောက်ကိုကုနီတောင်းတော့မယ် request လောက်တော့မယ်ဆိုရင်ဒီ pattern ဟလာခုနှစ်ခုပေါ့နော်ဒီ pattern ခုနှစ်ခုကိုဟလာပိုင်ထားဖို့လိုတယ်ပေါ့နော်အဲနားလည်းမထင်ပါရင်နော်အဲဒီ video လေးအကျိုးရှိစေခွန်မှာ yes လို့မှငယ်ပြပါနော်ဒီနေ့တလောက်ပဲ thanks for free thanks for watching bye bye